မိဝိုင်းလေးအိမ်ထဲကိုပြန်ဝင်လာလိုက်တယ်။ငါပဲစိတ်ထင်လို့များလားဘသူမှလည်းမရှိပါဘူး။အဲ့လိုတွေ့ပြီးမန်နင်ကိုရှေ့မှာပြန်ထိုင်လိုက်တဲ့အချိန်သူ့ဆိုးမလို့ထုတ်တာရင်နှကန်းနေပြောက်နေရသိသွားတော့တယ်။ဟင်ငါနှကန်းနေရောငါနှကန်းနေပြောက်သွားလေ။ခုနကကနေငါဒီရှေ့မှာတင်ထားရပါ။ငါပင်ရလေကိုပြားဝိဆုံနေကနေမိဝိုင်းမရဲ့အဖြစ်ကိုကြည့်ပြီးတော့ရှင်နေတော့တာပါမိဝိုင်းမမိဝိုင်းမ အမြင်နဲ့ဆရာကြီးလှုပ်ချင်တယ်မိဝိုင်းမှာခုတော့လေနေရှာပေးဦးနော်ငပိန်နဲ့သူ့ဘီတို့အိမ်နောက်ဘေးရခြံထဲမှာတခုခုကိုရှာနေတယ်လို့နေမြေကြီးကိုခေါပြားနဲ့တွဆနေကြတယ်။အဖေအဖေပစ္စည်းကရှိအောင်တေချာရဲ့လားဗျာ။အခုတတိတူးနေရလေဘာတခုမှထွက်မလာသေးဘူး။ရှိတယ်ငါတိုက်မနေ့ညရရင် မင်းဖို့အဖေကိုအိမ်မက်ထင်းမှာပြောတော့တာဒီနေရာမှာသူမသိခင်ရှေးအောင်ပစ္စည်းဖွက်ထားခဲ့တယ်ကွခဏကြာမှာတော့ကိုပြားကနေတခုခုကိုထိုးမိရတဲ့ကြားလိုက်တဲ့အတွက်ငပိန်ကအဖေအဖေတာတခုခုကိုထိုးမိနေတယ်လို့ပဲဗျအောက်မှာဘာလဲမသိဟေးဟုတ်လားနင်းအောင်နင်းအဖေလုံမင်းမင်းလုံလိုက်လို့ကွဲသားပဲ့သွားမှဖြစ်သွားရှောင်းလို့မရပဲဖြစ်နေအောင်မင်းဒါနဲ့ငပိန်ဖေကဆက်ပြီးတော့ကောလိုက်တဲ့အခါမှာ ေကြီးရဲကနေရှင်းအောင်ပစ္စည်းတခုထွက်လာရင်ငပိတ်ပြီးရတယ်ပစ္စည်းကိုကောက်လိုက်တယ်။ဒါတွေ့လားအဖေမင်းကမပြောဘူးလားမင်းဖို့ကလေအဖေကိုတကယ်ကိုအိမ်မက်ပေးသွားတာပါဆိုဟုတ်တယ်နော်အဖေဒါနဲ့သားတို့ဒီပစ္စည်းကိုဘယ်လိုဆက်လုပ်ကြမလဲဘယ်လိုဆက်လုပ်ရမလဲတာရဲ့အဖေတို့ဒီလိုရှင်းအောင်ပစ္စည်းဝယ်တဲ့သူတွေစီမှာတွားရောက်ရမှာပေါ့ကွာကဲဒါနောက်ဆက်တွဲကိုမင်းကိုပဲခန့်ရတော့မှာပဲဒီပစ္စည်းကိုရှင်းအောင်ပစ္စည်းဝယ်တဲ့ဆိုင်မှာတွားပြီးတော့ရောင်းလာခဲ့ အဖေဒီမှာမြေကြီးကိုပြန်ဖို့လိုက်အောင်မယ်အဖေစိတ်ချမင်းတော့သားငပိန်လဲပစ္စည်းကိုသူ့အဖေတွေကနေယူလိုက်တော့တယ်ဟုတ်ကဲ့ပြီစိတ်ချပါဗျအိမ်နောက်တော့ငပိန်တယောက်ရှင်းအောင်ယတနာပစ္စည်းရောင်းနေဆိုင်ကိုထွက်လာခဲ့တော့တယ်ယတနာပစ္စည်းရောင်းနေဆိုင်ကိုရောက်ငပိန်ကဆရာကြီးကျွန်တော်ဖို့အမွေပေးသားရဲ့ယန္တနာပစ္စည်းလေးရောင်းချင်လို့ပါဗျ อืมမင်းရောက်မဲ့ပစ္စည်းကိုပြကြည့်ပါအောင်ကလေးဟာဒါနဲ့ငါပိန်လဲတရောင်မဲ့ပစ္စည်းကိုပေးလိုက်တော့ရင်ဆရာကြီးဆိုတဲ့လူကလေမျက်မှန်တက်လက်မန်ဘလူးတစ်လုံးနဲ့ရင်းနှာပစ္စည်းကိုစေသေးဆက်ဆက်လိုက်ကြည့်နေရောတာပါအဲ့ဒီရဲ့ချိန်ငါပိန်ကလေစိုင်းနေရပစ္စည်းတွေကိုလိုက်ကြည့်နေသည်တနည်းအားရောက်မှာတော့မှန်ကောင်းတာတွေက ကိုပြောင်းဝိဆုံကိုတွေ့သွားတော့ရင်ဆရာကြီးကိုပြောင်းဝိဆုံဆိုတာတကယ်ပဲကိုပြောင်းတာလားဗျာ ဟုတ်တယ်လေကျုပ်ဆိုင်မှာတကယ်မဟုတ်တဲ့ရာဘာတကူမှတင်မထားဘူးစိတ်ဝင်စားလို့လားဟုတ်ကဲ့ဗျဟိုကျွန်တော်စိတ်ဝင်စားလို့စံဝင်ကြည့်လို့ရလိုက်စံဝင်ကြည့်လို့တော့မရဘူးမင်းစိတ်ဝင်စားရင်မင်းလိုင်အောင်တဲ့ပစ္စည်းနဲ့ကိုပြဝတ်ဆောင်အလဲလဲလှုပ်လို့ရတယ်အလဲလဲဆိုတော့ငွေထက်ပေးစရာမလိုဘူးလားဗျဆရာကြီးဆိုတဲ့ဆန်ရှင်ကလည်းခေါင်းကြီးပြလိုက်တော့ငပိန်လေးဟိုဒါဆိုလဲမယ်ဆရာကြီးလဲမယ်ဒါပေမဲ့ ျွန်တော်စမ်းဝတ်ကြည့်ခြင်းနေဗျ။ဟမ်ဒါနဲ့ဆရာကြီးဆိုတဲ့လူကကောင်တာလေးမှထည့်ထားတဲ့ကိုပြားဝတ်ဆောင်ဆိုတာထုတ်လိုက်တော့ရင်ဝတ်ကြည့်လိုက်။ကိုရှိမှမှန်ရှိ။ဒါနဲ့ငပိန်လဲချက်ချင်းပဲဝတ်ဆောင်ကိုကောက်ရှုံလိုက်တော့ချက်ချင်းပဲလူလဲမှန်ရှိရနေပျောက်သွားတော့တယ်။ကိုကိုကြည့်ပြီးငပိန်တယောက်အံ့ဩသွားတော့တာပါ။ဟာတကယ်ကြီးကိုကိုပြောက်သွားတာပဲ။တင်မိုက်တာပါလား။ဆရာကြီးကိုကျွန်တော်ပြန်မချွတ်တော့ဘူးနော်။တခါလေးဝတ်သွားလိုက်တော့မယ်ဗျ။ ။အပေးယူတဲသွားပြီနော်ဆရာကြီး။ကောင်းပါပြီ။တခါတည်းကိုဝတ်သွားနိုင်ပါတယ်။ဒါနဲ့ငါပင်လေကိုပြောင်းဝိစုံကိုဝတ်လို့ဆိုင်လေးကနေထွက်လာခဲ့တော်ရီ။အဲ့ဒီအချိန်မှာပဲတပတ်မှလည်းတူပေါ်ကအကင်တွေကိုလမ်းတနေရာကအုတ်ကုန်ပေါ်မှာစားနေရောတာပါ။စားလို့ကောင်းလိုက်တာကွာ။အချင်းလေးကလေတော်တော်ကောင်းတာပဲ။ဟိုကောင်ဖိုးထူးဝုန်းနေစားရင်လေသူတို့ကကျွေးနေရမှာနဲ့။ငါဘလောက်မှစားလိုက်ရမှာမဟုတ်ဘူး။ ။ငပရလေကိုပြဝတ်စုံနဲ့တုပ်ပေါ်ပြီးမှထိုင်လိုက်တယ်။အော်တုပ်ပေါ်တုပ်ပေါ်တတော်ကိုချစ်ဖို့ကောင်းနေတကယ်ချင်းမလား။ငါတို့ကိုကြည့်ရမှာစိုးရတယ်။ဒီလိုနေရာမှာလာစားရတယ်လို့။ဒါနဲ့တုပ်ပေါ်နဲ့စားပြီးသွားတဲ့အခါမှာအမိုက်ကိုလမ်းပေါ်မှာဖြစ်ပြီးထွက်သွားတော့လေ။ဟာဒီကောင်အမိုက်ကိုစီးမရှိကမ်းမရှိပြစ်သွားပြန်ပြီ။အေးငါနဲ့တွေ့ကြသေးတာပေါ့။ဒါနဲ့ငပိန်လေတော်ပေါ်ပြလိုက်တဲ့အမိုက်အိတ်ကိုပြန်ကောက်ပြီးလက်ကကင်လို့ တော်ဘောနောက်ကနေလိုက်သွားတော့တယ်။ငပိန်ကကိုပြားဝိဇ္ဇုံကိုဝတ်ထားရတဲ့အတွက် အမိုက်တို့ကြီးကပဲဒီပေါ်မှာပေါ်နေတယ်လို့ဖြစ်နေရောတာပါ။ဒီလိုနဲ့ကျွာရဲကိုရောက်တဲ့အခါမှာတော့တော်ဘောနောက်ကနေအမိုက်တို့လေးဘောပြန်နေရကိုမြင်ပြီးတော့လူတွေကဒူဆန်ကြည့်နေကြတယ်။တော်ဘောလေးဂျောင်းသတိထားမိရဲ့အတွက်လူတွေကပါလို့ငါ့ကိုအဲ့လိုကြည့်နေကြတာပါလေ။အဲ့ဒီရဲ့ချင်း သူနဲ့မျက်နှာချင်းဆိုင်မှာလာနေတဲ့မောင်ဘူးကမြင်သွားတယ်။ဟာကိုကြီးတို့ပေါ့။မော်ဆန်းနေမျက်လေပညာတွေများတက်နေရလားဗျ။ဟာမတက်ပါဘူးမောင်ဘူးရဲ့။ဘာဖြစ်လို့လဲ။အနောက်မှာကျွတ်ကျွတ်ရဲ့မိုက်ကြီးကလေဘော်ပြန်ပြီးတော့ကိုကြီးတို့ဘောနောက်ကိုလိုက်နေလို့လေဗျာ။အဲဒီတော့မှတုပ်ပေါ်လေးအနောက်ကိုလှည့်ကြည့်လိုက်တော့သူကနေကလွတ်ပြစ်ထားခဲ့တဲ့အကင်အမိုက်ကသူ့နောက်ကနေတောက်လျှောက်ပါလာတာကိုသိသွားတော့တယ်။ဟင်ဘလို့ဖြစ်တာပါလဲ။ လူတွေကငါ့ကိုကြည့်နေကြလက်စတဲ့တော့ဒီအမကြီးကြောင့်ကိုကိုတို့ပေါ့မော်တို့မျက်လဲတို့မဟုတ်ဘူးဆိုရင်တော့တိတ်ကြတယ်အဲ့ဒါဟိုတယင်းဗျတယင်းတယင်းတော့ပေါ်လေတယင်းဆိုတဲ့စကားကြောင့်ဘာတတ်တတ်တိတ်တိတ်တယင်းတယင်းဟုတ်လားအဲ့လိုပြောပြီးအနောက်ကိုလည်းမကြည့်တော့ဘူးရွာရင်းကိုတောင်းတူဒီကြီးသွားတော့လေအဲ့ဒီအချိန်မှာပဲငါပင်ကအတွေ့အကြုံရှာသွားရင်အေးဟုတ်တယ်ငါကကိုပြောင်နေရဆိုတော့ မိမိုင်းနဲ့ဖိုးထုကိုလည်းအခုလိုပဲသွားစားမယ်ဟဲ့တော်တော်ကိုပျော်ဖို့ကောင်းပါပြီဒီလိုတွေးပြီးငပိန်တယောက်မိမိုင်းရဲ့အိမ်ကိုထွက်လာခဲ့တော်သည်မိမိုင်းမကတော့အိမ်မှာမိကလေးပြီးပြီးတနက်ခါလေးလင်းလို့အလှပြင်နေတော့တာပါအဲ့ဒီအချိန်သူ့အိမ်မော်ကိုလူတက်လာတဲ့ခြေတန်ကြားတာနဲ့မိမိုင်းမကဘာလို့လဲအမေလားအဖေလား ။သူအဲ့လိုမင်းနေပေမယ့်ပြန်ပြေတန်လဲမကြားရတဲ့အတွက်မိဝိုင်းလဲအိမ်ရှိကိုထွက်ပြီးကျင်လိုက်တော်ရီ။အဲ့ဒီချိန်မှာပဲငပိန်ကတော့မိဝိုင်းရဲ့မန်နေကုန်ရှိမှရောက်နေပြီးနှကန်းနီကိုဖွက်ထားလိုက်တော့တာပါ။အိမ်ရှိထွက်ကြည့်ပြီးဘယ်သူမှမရှိရနဲ့မိဝိုင်းလဲအိမ်ထဲကိုပြန်ဝင်လာလိုက်တယ်။ငါပဲစိတ်ထင်လို့များလားဘယ်သူမှလည်းမရှိပါဘူး။အဲ့လိုတွေ့ပြီးမန်နေကုန်ရှိမှပြန်ထိုင်လိုက်တဲ့အချိန်သူစိုးမလို့ထုတ်တာရင်နှကန်းနီပြောင်းနေရသိသွားတော့တယ်။ဟင် ငါနှကန်းနေရောငါနှကန်းနေဘယောက်သွားလဲခုနှစ်ကနေငါဒီရှိမှတင်ထားရပါဟာငပင်ရလေကိုပြားဝိစုံနေကနေမိဝိုင်းမရဲ့အဖြစ်ကိုကြည့်ပြီးတော့ရှင်နေတော့တာပါမိဝိုင်းမမိဝိုင်းမအမြင်နဲ့ဆရာကြီးလှုပ်ခြင်းနဲ့မိဝိုင်းမခုတော့လေနေရှာပေုံတော့ဒါနဲ့မိဝိုင်းကရုတ်တရက်ထပြောလိုက်တယ်အိမ်ထဲမှာတရားရောက်ရှိရလားငါသိရင်တော့တရားရောက်ရှိရဲဆိုတာငပင်လေး ရင်းနီယာကနေလန့်သွားတယ်။ဟမ်။သူကမြင်နေရလား။ဟာမဖြစ်နိုင်ပါဘူး။တယောက်ယောက်ရှိလားလို့ပဲမေးတာပါ။ငပိန်လားလို့မေးတာမှမဟုတ်တာ။မိဝိုင်းမလေးမန်နေငုံဘေးကတရကားတော့ကိုကောက်ကင်လိုက်တယ်။မိကလေးတယောက်တည်းရှိလားဆိုပြီးအထင်တော့မသိနဲ့နော်။မိဝိုင်းနဲ့မိဝိုင်းတဝိုင်းနဲ့ရှိ။ခုချက်ချင်းထွက်ခဲ့စမ်းအခုချက်ချင်း။နောက်မှထွက်ခဲ့မယ်မိဝိုင်းမကြီးအခုတော့သွားပြီဘိုင်းမိုင်တက်တာအဲ့လိုပြောပြီးငပိန်လေး ။ဒီဝိုင်းမရဲ့အိမ်မော်ကနေဆင်းသွားတော့တယ်။ရွာလန်းလေးကိုအရောက်မှာတော့ငပိန်ကသူ့လောက်ခဲ့တော်ကြည့်ပြီးသဘောကျနေရောလားပါ။အဲ့ဒီအချိန်မှာဖိုးထူတယောက်စပိန်စီးလိုလာနေအောင်တွေ့လိုက်တော့တယ်။ငါဖိုးထူစပိန်နောက်ကနေလိုက်စီမှာပဲ။လမ်းလျှောက်နေရတာဆိုတော့ညောင်းနေပြီ။ဒါနဲ့ငပိန်လည်းဖိုးထူလာနေတော့ဖိုးထူစပိန်နောက်ကိုခုန်တက်လိုက်တော့တယ်။ ိုတူလည်းရုတ်တရက်ဆိုတော့လက်ကင်ထဲကရိုင်းသွားတယ်။ဟာဟာတယောက်ယောက်ငါစပိန်မဟုတ်ဘူးတက်လာတာပါလား။ဒါနဲ့ပိုတူလည်းစပိန်နောက်ကိုကျင်းလိုက်တော့ဘယ်သူမှမရှိရနဲ့။အော်ငါစိတ်တင်တာပဲနေမှာပါ။စပိန်ကိုပြန်ပြီးတော့နင်းလာသေးတော့နေအမေဒီကောင်ကလက်ကင်မှာမုတ်ထုတ်တွေပါရင်နေပါလားဗမာများအလူတွေအိမ်တက်ပွဲတွေရှိလို့လည်းမသိဘူး ဒလုံနဲ့ဘိုးတူလည်းစပိန်ကိုနင်းလာခရင်မိဝိုင်းရဲ့အိမ်ထဲကိုရောက်လာတော့ဒီဟင်သူဘာလို့မိဝိုင်းအိမ်ကိုလာတာပါလိကြည်ရတာသူတို့နှစ်ယောက်တနည်းအောင်တော့ကြမလို့ထင်နေမိဝိုင်းမိဝိုင်းမပြီးသေးဘူးလားဟာတော့ကြမယ်လीအေးပြီးပါပြီဟာလာပြီလာပြီမိဝိုင်းလည်းအိမ်မောင်းကနေဆင်းလာပြီဒါနဲ့ဟိုကောင်တော့ဘောမလာသေးဘူးလားဟမ်အေးမလာသေးဘူးဟာနေဦးငါအိမ်တကတော့ခတ်လိုက်အောင်မေး အိမ်မှာလူကြီးတွေတောင်မှမရှိဘူးဟာအေးခက်လေငါတော်ဘောစီကိုဖုန်းဆက်လိုက်အောင်မေအဲ့ဒီရဲ့ချင်းစပိန်တစီနဲ့တော်ဘောလာနေရတွေ့တော့ဖိုးတူဟာဟောဟိုမှာလာပါပြီမောင်တော်ဘောတော်ဘောလက်ထဲမှာလေမုတ်တုတ်လေးတတူပါတာနဲ့ငပိန်ကဒီကောင်နေလေငါ့ဟိုမခေါ်ပဲဘယ်သွားကြမလို့လဲမသိငါလမ်းမှာမုံဝင်နေလို့ကြာနေ啊ကွမင်းတို့ရောဘာဝင်လာကြလဲငါတော့ကိမုံဝင်ဝဲလာလိုက်တယ် ငါတော့အသိပေးမလို့အဲ့ဒီကောင်ကအသိကြိုက်တယ်ဆိုတော့လေအေးပါလာလေသွားကြတာပေါ့နေဝိုင်းမနေငါးနောက်ကလိုက်မှာလားအေးရတယ်လေဘသူနောက်ကလိုက်ရလိုက်ရအချိန်တန်သွားမယ့်နေရာရောက်ရင်ရပြီဟာတေးကြနေပြီဒီကောင်နေငါ့ကိုထားခဲ့ပြီးတော့လေတရားရောက်စီကိုသွားကြမလို့ပဲအနောက်ကနေလိုက်ချောင်းမှာပဲဟိဒီလိုနေငါပိန်လေကိုတို့ရဲ့စပိန်နောက်ကနေတက်လိုက်သွားတော့ဒါနဲ့စပိန်နဲ့စီလေမိဝိုင်းရဲ့အိမ်ထဲကနေထွက်လာကြတယ် စပိန်နဲ့စီလင်အိမ်တိမ်မှာစပိန်ကိုရက်လိုက်တော့ဤဟမ်ဒါငါ့ရင်မလားငါ့ရင်ကိုဒီကောင်ကြီးဘာလာလောက်တာမလဲသူတို့တွေငါမသိအောင် surprise တွေပါနေများတိုက်မလို့လားမသိဖိုတူတို့တတိအိမ်ထဲမှာစပိန်နေတာပြီးအိမ်မော်တက်ကိုတက်သွားကြဤဒါနဲ့ငါပင်နဲ့အိမ်မော်တက်ကိုတက်လိုက်သွားတော့တာပါအဲ့ဒီချိန်ငါပင်တယောက်သူမြင်လိုက်ရတဲ့မြင်ကွင်းကကလေးမောင်မဆက်လိုက်ချင်းနဲ့ သတိမြင့်နေတဲ့သူ့ကိုယ်သူပါငပိန်လန်းအံ့ဩသွားပြီးတော့သူ့ခန္ဓာကိုယ်ရှိရဲ့နေရာကိုပြေးသွားတော့တယ်ဟင်ဒါအဒါငါပဲငါငါဘလို့ဖြစ်တာမလဲဘိုးတူကငပိန်ရဲ့ဖေကိုဦဘလို့ပြေးရလဲဗျဦအမားပါကွယ်ဦကသူ့ပစ္စည်းတစ်ခုတွားရောက်ခိုင်းလိုက်တာလမ်းမှာကားမတော်တဆဖြစ်ပြီးအခုလိုပြက်သွားတာပါပဲဖိုးတူလိုရင်ဖိုးတူလိုလည်းငပိန်ကြောင်ကြားရပြီးစင်မကောင်းဖြစ်သွားကြတယ် ငပိန်ကိုယ်တိုင်ကတော့ဟမ်ကကားရစီနေဖြစ်တာဆိုတော့ဟိုငါးခုကလေးမမလှဲနေရမှာဘူး။ဘာလို့အပြင်းကြီးကိုရှောက်သွားနေရတာလဲ။ဖြစ်မှဖြစ်ရလေဦးရဲ့တော်သေးတာပေါ့။မတိကောင်းမပြောက်ကောင်းလို့သားပြီ။음ဟုတ်တယ်။ကားနေရအရင်ထိမိသွားတာမဟုတ်ပေမဲ့လန့်ပြီးတော့ရှောက်ရသွားတာပေါ့လေ။ဒါဆိုငါကိုပြောင်းဝတ်စုံဝင်ထားလို့ကိုပြောင်းနေရမဟုတ်ပဲ။ငါဝင်ညာမတိပဲညောနေလို့ကိုပြောင်းနေရမဟုတ်လား။ဒါဆိုငါတွေးခဲ့တဲ့ ။ရှီယောင်းယန္နာပစ္စည်းရောင်းတဲ့လူတွေကငါးစိတ်ကိုယ်တွေကမြင်နေတဲ့လူတွေပေါ့။ငပိန်လဲခုမှသူဘာပြည့်တယ်ဆိုတာသိသွားပြီးရှော့ကြီးကြီးရသွားတယ်။အစီအောင်သွားစရာမလိုတာရောတေချာရဲ့လာဦးရဲ့။စီအောင်မှာဆိုရင်တော့ဆရာဝန်နေနဲ့အနိကကူတာမှုရတော့ပို့ပြီးတော့မြင်မြတ်ကောင်းလာနိုင်တာပေါ့။ဆရာဝန်ကတော့မသွားလဲရရလို့ပြောတယ်။အခုအိမ်မှာဆက်လိုင်းချိန်ထားတာဆိုတော့တပတ်ခါနောက်ဆိုပြန်သတိရလာမယ်လို့လည်းပြောတယ်။ဟူးဦးဒါသားတော်ငပိန်အတွက်ဝင်လာတဲ့မုတ်လေးတွေပါ။ သူတတိပြန်လာတဲ့ကအရှိအောင်လို့ကျူးပေးပါအောင်နော်။မိဝိုင်းမကငပိအင်နာသွားလိုက်တယ်။ငပိတငယ်ချင်းနေပါမအားမငယ်နေနော်။ငါတို့နေနာမှာရှိတယ်။ငါတို့နေကိုအမြင်လာတွေ့မယ်သိလား။နေမြန်မြန်တတိပြန်လာအောင်လုပ်နော်။အေးပါမိဝိုင်းမရေအေးပါ။ငါတောင်းမှန်ပါလေဟာ။ငါငါကိုငါကိုပြောင်းနေရတဲ့မိနင်တို့ကိုစမိတာပါ။ဒီမှာနေရနေကန်းနေငါပြန်ပြေးမယ်နော်။ဟမ်။ဒါနဲ့ငပိနေမိဝိုင်းရဲ့အင်ကြီးအိတ်တွေကို သူဖွက်ပြီးယူလာတဲ့နှကန်းညီကိုပြန်ထည့်ပေးလိုက်တော်ရီအိမ်နောက်တော့ဖိုးတူတို့တတွေငပိန်နာမှာခဏနေပြလိုက်ကြပြီမိဝိုင်းမကဒါဆိုငါတို့လည်းပြန်ကြရအောင်လीညနေလည်းစောင်းနေပြီဆိုတော့နေမြာကြမှာတကောက်ထက်လာတာပေါ့ဥိဒါဆိုသားတို့ပြန်လိုက်အောင်မယ်နော်တတိပြန်လာရင်တော့သားတို့ကိုဖုန်းဆက်ပေးပါအောင်နော်ဥိအေးအေးသားတို့ဥိဖုန်းဆက်ပေးမယ်နော်ကဲငပိန်ငါတို့မနေ့ပြန်မှာထက်လာခဲ့မယ် မင်းမြမြတတိပြန်လာအောင် လုပ်ဟိဒီလိုနဲ့တို့အားလုံးငပိန့်ကိုနှောက်ဆက်လို့ပြန်သွားကြသည်ငပိန့်တယောက်ကတော့သူ့ခန္ဓာကိုယ်နားမတိုင်မီသူ့ကိုယ်သူကြည့်ရင်းနဲ့ကြံနေခဲ့တော့တာပါ